စီးပွားတစ်ခုစားတဲ့အခါမှာအရင်နေ့အတွက်အများကြီးစားစရာမလိုလောက်ကျင်တဲ့စီးပွားပေါ်မှာအရင်နေ့အနည်းဆုံးလေးနဲ့စားလို့ရတယ်ဒါပေမဲ့အဲ့ဒီအရင်နေ့အနည်းဆုံးကနေစိုင်းတတိကနေကိုယ့်ရဲ့ business ပိုပြီးကြီးကြီးလာဖို့ကကိုယ်အဓိကအရေးကြီးတာဘာလဲဆိုတော့ marketing တချို့ကလာရာနဲ့စိုင်းတွေအကြီးကြီးတစ်ခါတည်းဖွေးလိုက်တာဥပမာ James တွင်ထွက်လာတဲ့ James တွေအများကြီးရင်းလိုက်တာရင်းလိုက်တဲ့အရင်တွေအများကြီးထည့်လိုက်တော့နောက်ဆုံးအမှလူမထိန်နိုင်တာအဖြစ် customer ဝင်နိုင်ဖြစ် client မရှိတာအဖြစ်နောက်ဆုံး James တွေကအစကိုယ့်ရဲ့ business ကအစပိတ်လိုက်ရတဲ့အထိပါရှိကြ တယ်အာဒီနေ့တင်တန်းသူဆိုရင်တော့ဂျင်ပိုင်းရှင်လည်းဖြစ်တယ်အရင်တော့ကဘယ်လိုမျိုးစားဖွင့်လဲနည်းနည်းပြောပြပေးပါဦးဆယ်ပေပတ်လဲတိုက်ခန်းမှာဖွင့်တယ်ဗောနော်အရင်နေ့က10သိန်းလောက်ပဲရှိမယ်အလေးတုံးသုံးစုံနဲ့အဖျားလေးနှစ်ချက်ပဲရှိပါတယ်ဟုတ်တယ်ဟုတ်တယ်အခန်းငါးကားနဲ့ဆိုတော့အဲ့လောက်ပဲရှိမယ်အဲ့လောက်ပဲရှိမယ်ပြီးတော့အဲ့လောက်နဲ့လောက်တာအင်ကန်းဘယ်လောက်ရလဲအင်ကန်းက10ကနန်းလောက်ပါပဲ10ကနန်းတော့မှတချို့လားတွေမှာပဲပြည်တာပါနော်အဲ့မှာနည်းနေသေးတယ်ခုစရင်ဘယ်လောက်ထိပြောင်းလဲသွားလဲဂျင်အခုကတော့ရရကနန်းဖြစ်သွားပြီဟုတ်ပြီးတော့ဂျင်က ရောဟိုဂျင်ကလည်းနှစ်ထပ်တိုက်ဖြစ်သွားပါပြီနှစ်ထပ်တိုက်ဖြစ်တယ်လုံးဝ heavy ဖွင့်လာပါတယ်ဟုတ်လေအလုံးဝ heavy ပြီးတော့ပစ္စည်းကအစုံအစုံအစုံပါထဲနိုင်သွားပြီဒါပေမဲ့အိတ်ဆိုင်ဆရာမလို့ပဲနဲ့ဘလို့လောက်လာခဲ့လဲ အဓိကကတော့ marketing ပါ marketing 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 မရှိဘဲနဲ့တော့ဘလိုနည်းနဲ့မှဒီလုပ်ငန်းထပ်ပြီးတော့ချဲ့ဖို့ဆိုတာဘလိုနည်းနဲ့မှမဖြစ်နိုင်ပါဘူး marketing မရှိဘူးဆိုလို့ရှိရင်တော့ client မရှိတာနဲ့အတူတူပဲ client မရှိရင်တော့ gym တစ်ခုက income ဆိုတာမဖြစ်နိုင်ဘူးဖြစ်နိုင်ဘူးเนาะအဲ့ဒါကြောင့်အဲ့တော့အရင်နေ့မရှိတိုင်းဖြစ်အရင်နေ့နေတဲ့လူငယ်တွေကိုက business တစ်ခုခုစကြည့်မယ်ဆိုရင်အရင်ဆုံးနည်းနည်းလေးနဲ့စနည်းနည်းလေးနဲ့စပြီးဆိုရင်တော့ marketing ကအရင်ရေးကြီးတယ် marketing တောင်မှ offline နဲ့ online ဘယ်ဟာ focus တိလဲ online online ဘာဖြစ်လို့လဲဆိုရင်တော့အရင်နေ့အရင်နေတာလေကို ကိုယ်တိုင်ကင်မရာရှေ့ထွက်တာ therapy ကကင်မရာရှေ့ထွက်တယ်ချေရဲ့ class တွေတက်ပြီးတော့ကင်မရာရှေ့ထွက်ရင်အရင်နောက်ကမထွက်ရဘူးမထွက်ရဘူးအာထွက်ပြီးနောက်ပိုင်းမှာ client တွေ income တွေဘယ်လောက်ထိပြောင်းလဲလာလဲ ဆယ်စားဆယ်စားတွေ့လားเนาะဆယ်စားအဲ့တော့ပြောချင်တာကအခုခေတ် marketing ကအရန်လွယ်ကူတယ်ပိုင်ရှင်ကိုယ်တိုင်ထွက်လာတယ်အာ therapy ကဂျင်ပိုင်ရှင်လည်းဖြစ်တယ်ပြီးတော့ trainer လည်းဖြစ်တယ်ကိုယ့်စီမှာရှိတဲ့ knowledge တွေ online ကသူကအရင်တုန်းကစ free နဲ့အရင်လေ့လာတယ်ဒါလေ့လာပြီးတော့အာစာအုပ်တွေဝယ်ဖတ်တာသင်တန်းကြီးတွေမရှိသေးဘူးเนาะစာအုပ်သူကပြောပြစာအုပ်ဝယ်ဖတ်အစာအုပ်ဖတ်နေလိုက်လို့အဲအဲ့မှာရက်လက်တွေနည်းနည်းပါးပါးရတော့ online class တွေတက်တယ်တက်စီချင်းစီသူလိုက်လို့တာ online class တက်ပြီးတော့ကိုယ်တိုင်လိုက်လို့တယ်ပြီးတော့ကိုယ်တိုင်အရှိထွက်လာတယ် ထွက်လာတဲ့နောက်ပိုင်းမှာ fan တွေမတိုးလာဘူးလားတိုးလာတယ်ဒါအလွယ်ကူဆုံး marketing လုပ်နေပြီးတော့အရအများဆုံးနီလန်းနဲ့ပြောလို့ရတယ်ဘ누구ကိုမှငှားစရာမလိုဒါမှရှုပ်ရှုပ်ထွထွအရင်ကြီးမရှိဘူးစားလုပ်တဲ့သူတွေအတွက်ဆိုရင်ဟိုကိုကိုတိုင်းထွက်လာယုံနေတဲ့လူတွေကကိုကိုတိလာတယ်အခုစရင်ကိုရဲ့ gym ကဖအံမှာဖွင့်ထားတယ်ဟုတ်တယ်ဖအံမှာအာဖအံမှာဒါပေမဲ့ client ကဖအံထဲမှာပဲရှိတာမဟုတ်ဘူးမဟုတ်ဘူးအာ client ကဘယ်ကနေလာတယ်လဲအာ US တို့အာ Japan တို့တွေ့လားအမသူတို့ကိုဘယ်လိုပေးတာလဲ by one by one online class class เนาะ zoom เนี่ย เนาะပြီးတော့ we call တွေเนี่ยအဲ့လိုမျိုးเนี่ยပေးတာတွေ့လားအဲ့တော့ကိုယ့်ရဲ့ customer ကကိုယ့်ရဲ့ location လောက်ပဲရှိတာမဟုတ်ဘူးရှင်းရှင်းပြောမယ်ဆိုရင်တော့ကိုကအကျယ်ဖြတ်နိုင်လေလူတွေကိုကိုသိနိုင်လေကိုယ့်ရဲ့ customer ကပုံများလေပဲအဲ့တော့အဓိက ိုကိုတိုင်းအရှိမကင်မရာရှိမထွက်လာဖို့လိုတယ် content ဖန်တီးတက်ဖို့လိုအပ်တယ် content ကအရင်အရေးကြီးတယ် content ဖန်တီးတဲ့ scale ညှိပေးရမယ်အခုခေတ်ကအဲ့တော့ခြေရဲ့ content တင်နန်းတွေတက်ဘူးလားတက်ဘူးပါတင်နန်းတက်လား content vaseline အမကွာ content တွေနီးတိသွားပြီဆိုရင် content ဖန်တီးရတာပိုပြီးလွယ်ကူတယ်တချို့ကအဲ့တင်နန်းတွေမတက်နိုင်ကိစ္စမရှိ free class တွေအများကြီးရှိတယ်အဓိကကိတိပြောချင်တာကင်မရာရှိထွက်လာ online ကအရင်နည်းအနည်းဆုံးဖြစ်တယ် marketing လုပ်ရတာလည်းလွယ်ကူတယ်ကိုကိုတိုင်းထွက်လာနိုင်တယ်ဆိုရင်ကိုယ့်ရဲ့ business ကလည်းတိုးတက်လာ ာရတာပိုပြီးလွယ်ကူတယ်။ Okay ဟုတ်ကဲ့ပါ။အဲ့တော့ small business တမားတွေဘာတွေထပ်သိကျင်လဲဆိုရင် comment မှာရေးလာပေးလို့ရတယ်နော်။အဲ့တော့ therapy ရဲ့ gym လဲဒီထက်မကအများကြီးထပ်ပြီးအောင်မြင်နိုင်ပါစေ။ဒီကစနေပြပါစေ။ကျေးဇူးပါ။ဟုတ်ကဲ့ပါ။